မြေအောက်ကနေတင်းငုတ်တဲ့လူတွေကဒီလိုခက်ခက်ကြဲကြဲအသက်မွေးကြရတယ်။တင်းငုတ်တယ်ဆိုတာက တော်တော်ခက်ခဲပင်ပန်းလုံးတဲ့အလုပ်ဖြစ်ပြီးတော့အဲ့ဒီအလုပ်ကိုလုပ်တဲ့လူတွေကတော်တော်ကြီးကိုခံနိုင်ရကောင်းဖို့လိုပါတယ်။ဒီအပိုင်းမှာတော့ကင်မရွန်နိုင်ငံကတင်းငုတ်သမားတွေရဲ့ဘဝကဘယ်လိုရှိလဲဆိုတာကိုတင်ဆက်ပေးသွားမှာဖြစ်ပြီးတော့ဆက်ပြီးတော့ဗီဒီယိုလေးမှာလေးလာကြည့်ရှုကြည့်ကြပါစို့လားရှင်။ ခင်မရွန်းဆိုတာအာဖရိကတိုင်းကနိုင်ငံတစ်ခုပါ။အရင်ရထထောက်တပြေးပြေးအဆင်ပြေလာပြီဆိုပေမဲ့ဆင်းရဲတဲ့သူတွေကတော့အများနေတော့မှာပဲ။အဲဒီလိုဆင်းရဲတဲ့လူတွေတည်းမှာ တဲငုံရတဲ့သူတွေလည်းပါပါတယ်မြန်မာနိုင်ငံမှာတော့တဲကိုစက်တီနဲ့မှုတ်တင်တာများပါတယ်ဒါတောင်မှတဲလုပ်ငန်းလုပ်ကြတဲ့လုပ်သားတွေဘဝကပင်ပန်းတုံးမှာကင်မရာမလို့တဲကိုကိုယ်တိုင်ငုပ်ပြီးတော့ရှာရင်တော့အခက်ခဲဆုံးပဲပေါ့ဒါပေမဲ့လုပ်သားတွေကဇာဝင်နေရေးအတွက်မရှောင်လွှဲနိုင်ပါဘူးကင်မရွန်ကတဲလုပ်သားတွေကတဲငုံလေးရှိတဲ့မြေကြီးကတော့ဝူရီရီဗာဆိုတဲ့မြေကြီးဖြစ်ပါတယ် တကယ်တော့အသည်တွေကကဘာမှာရှာဖွေဒူးဖို့ခံရဆုံးအရာတွေဖြစ်ပါတယ်။ဒါပေမဲ့အသည်တွေကိုဘသူမှယန္တနာတွေလိုတံပိုးမထားကြပါဘူး။မကြခင်မှာတော့အဲဒီလိုတံပိုးမထားခံရတဲ့အသည်တွေကယန္တနာတွေနှီးပါလောက်ကိုဈေးကြီးလာဖို့ရှိနေပါတယ်။ အကြောင်းကတော့ကဘာပေါ်မှာဒဲရီကတဖြည်းဖြည်းလျှော့နေလာနေလို့ပါပဲဒီနေ့ကိုတန်ချိန်ပေါင်းဘီလီယံနဲ့ချီပြီးတော့အထုတ်ခံနေရတော့ဒဲရီကရှာပါလာနေပါပြီကင်မရွန်လုံသားတွေကတော့ဒါရီကိုဂယုမဆိုင်နိုင်ပါဘူးသူတို့အတွက်အရေးကြီးဆုံးကမိသားစုဝမ်းရေးပါပဲသူတို့အိမ်လေးတွေကအဲဒီဝူရီမြစ်ကြီးနဲ့ဘလောက်မှမဝေးတဲ့နေရာမှာရှိတာပါ အဲ့ဒီအင်္ဂလိပ်တွေကနေသူတို့တွေအလုပ်အတွက်လာကြရပါတယ်။လေထိုးဝါအရှိကြီးတွေကိုထမ်းပြီးတော့ပေါ့ဒီအလုပ်ကိုလုပ်တဲ့အခါသူတို့တွေလေတစည်းကိုလူနှစ်ယောက်အထူးထူးတွဲလို့ရပါတယ်။ဒါမှလည်းရေထဲမှာတယောက်ဒုက္ခထွေးတဲ့အခါတယောက်ကကူနိုင်သလိုတာဝန်ကိုအလဲအလှယ်နဲ့လုပ်နိုင်မှာဖြစ်ပါတယ်။သဲတူးမဲ့နေရာရောက်ရင်တော့သူတို့တွေမြစ်ကျမ်းပြင်မှာငုံဆိုင်ပြီးတော့ကြောက်ချလိုက်ကြပါတယ်။ပြီးရင်တော့ရေထဲဆင်းမဲ့သူကတံပုံးလေးတစ်လုံးနဲ့ဆင်းပြီးတော့ရေထဲကိုငုံလို့ဒဲတွေစက်တင်ရတော့တာပါပဲ။ရေထဲကိုငုံပြီးတော့ အရိတန်ဘုံနဲ့အပြစ်သဲရီကိုလေပေါ်တင်ရတဲ့အလုပ်ကိုစဉ်းစားကြည့်ရင်တော်တော်ခက်ခဲတာပါသဲရီကရိုးရိုးတောင်မဟုတ်ပဲရေအပြစ်စုံနေတဲ့သဲရီဆိုတော့အများကြီးပို့ပြီးတော့လေးပါတယ်အရိသဲရီကိုဒူးဖို့ကလည်းရေထဲကိုငုတ်သွားသေးတာကိုဘလောက်တောင်အမောခံနိုင်ရင်ရှိမှလုံးလို့ရမယ်အလုပ်လဲဆိုတာတွေးကြည့်လို့ရနိုင်ပါတယ်သူတို့အကြောင်းကိုဆက်ပြီးတော့မပြောသေးခင်မှာအခုလိုမျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေကိုအမြဲတမ်းကြည့်ရှုကြနေဆိုရင်တော့ချက်သဲရီရဲ့ interest knowledge page ကို like and follow လုပ်ထားပေးဖို့တောင်းဆို ုချင်ပါတယ်။အကောင်းဆုံးတွေကိုပဲရွေးချယ်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အဲဒီလိုမျိုးရေတိုင်းငုပ်ပြီးတော့အသေးတွေကိုဘုံနဲ့ဆက်တင်နေတာနှစ်နာရီလောက်ဇက်တိုက်ဆိုရင်တော့တော်တော်ကြီးကိုမောပြီးတော့လက်ပန်းကျလာပါပြီ။ဒါဆိုရင်ရေတွေကလူကတက်လာပြီးတော့ လေပေါ်လူကပြန်ဆင်းมาတယ်။လေပေါ်တက်လာလို့လည်းအေးအေးဆေးဆေးထိုင်မနာပါဘူး။လေထဲကိုဆဲတင်လိုက်တဲ့သဲရီနဲ့အတူရေတွေပါလာတော့သဲများလာတဲ့နေ့အတူရေတွေလည်းလေပေါ်မှာများလာပါတယ်။ဒါရီကိုခက်ပြီးတော့တွန်ထုတ်ပြန်ပါတယ်။အဲ့ဒီလေတစည်းအပြည့်သဲရီရဖို့ဆိုရင်တော့၄နာရီလောက်ကိုခတ်မှရတာပါ။အဲ့ဒီလေတစင်းစီကိုသဲရ ကိုးတန်လောက်ဝင်ပါတယ်ကိုးတန်ဆိုတာအရွယ်ရောက်ပြီးသားအာဖရိကစင်ကြီးနှစ်ကောင်ရဲ့အလေးချိန်နဲ့တူပါတယ်အဲလိုပြည်လာတော့မှသူတို့အကန်းကိုပြန်ကက်ပြီးတော့သဲတွေကိုအံ့အရာဖြစ်ပါတယ် တဲရီကိုအဲဒီလိုရေထဲမှာ၄နာရီမနာမနေခက်လာခဲ့တဲ့အလုပ်ကိုလုပ်တာကြောင့်သူတို့ရတဲ့လောက်ခါတရက်လုံးကို12ဒေါ်လာပါပဲသူတို့လီတွေကလည်းသူတို့ပိုင်မဟုတ်ပါဘူးသူတို့ကဒီအတိုင်းနေစားအလုပ်သမားတွေပါတဲလီတစည်းအပြည့်ခက်လာနိုင်မှပတ်စံရမှာပါအလုပ်မစင်းတဲ့နေရာပတ်စံမရပါဘူးတဲရီကိုကိုယ်တိုင်ခက်ပြီးတော့သွားရောက်ရအောင်လဲအဲဒီလိုလီတွေကိုသူတို့မပိုင်ပါဘူးဒါသူတို့ဘဝပါပဲဒါသမီးတွေနဲ့တနေ့ကို12ဒေါ်လာလောက်တောင်မှလောက်အောင်သုံးရမှာဖြစ်တယ် တစ်ခုရှိတာကင်မရွန်မှာတင်ငါတယ်လုံးမယ်ဆိုရင်တော့ဒီနေ့ကို12ဒေါ်လာမရနိုင်ပါဘူးဆိုတော့တင်ငါတယ်လုံးမယ်အစားတဲငုံတဲ့အလုပ်ကိုပဲရွေးချယ်ကြတာဖြစ်ပါတယ်အဲ့ဒီအလုပ်ကိုလုပ်ရင်းနဲ့ရေထဲနစ်သွားမလို့ဖြစ်တဲ့အဖြစ်အပျက်တွေအများကြီးပါပဲရေထဲဆိုတာက ကြာကြာနေရင်တောင်အေးပြီးတော့ကြွက်တက်ချင်တယ်လို့လို့အကြောကက်ချင်တယ်လို့လို့ဖြစ်နေတဲ့အချိန်မှာ၄နာရီလောက်ငုံလိုက်ဒဲရီကိုပုံနဲ့ခတ်တင်လိုက်လို့ရတဲ့အခါလက်ပန်းကျလာပြီးတော့ရေနစ်သွားဖို့ကအရန်ကိုခွင့်ရေးများပါတယ်။ဒါပေမဲ့လည်းလောက်ရတာပါပဲ။နိုင်ငံတွေသာမတူညီပေမဲ့ဒါဟာတကယ်ပါလုံးကအလုပ်ကျန်းသမားတွေရဲ့တကယ်ဘဝစစ်စစ်အခြေအနေတွေကိုဖော်ပြနေတာဖြစ်ပါတယ်။ပရိသတ်ကြီးတို့နားမှာရောတဲဟိုဘလို့ထုတ်လို့ကြတဲ့လေ။အောက်ကကောမန့်လေးထဲမှာပြပြပေးသွားပါအောင်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက် ွတ်အားလုံးကိုကျေးဇူးများရေးတင်ပါတယ်ရှင်